မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမလာ၈ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းထီးလင်းမြို့အနီးစစ်ကြောမှုဘိုးကြီးအောင်စိုးဦးအပါဝင်အကြမ်းဖက်စစ်သား၈ဦးသေဆုံးခဲ့တဲ့တိုက်ပွဲဖြစ်စဉ်ကိုလျှို့ဝှက်ရုံးအစီရင်ခံစာဟာတော်လိုင်းတပ်များထံကိုပေါက်ကြားလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် November 28ရက်နေ့မနက်09:55မိနစ်ခန့်မှာထီးလင်းမြို့ကစစ်ကြောမှုဘိုးကြီးအောင်စိုးဦးဦးစီးတဲ့စစ်သားနဲ့ ပြူစောတီ80ဦးပါတဲ့စစ်ကြောင်းဟာတော်လိုင်းတပ်ဖွဲ့များခြေကုပ်ယူထားတဲ့စခန်းကြီးဘက်ကိုတက်လာတဲ့အချိန်ဂံကောခရိုင်တိုင်ရင်2တိုင်ရင်4တိုင်ရင်10တိုင်ရင်15တိုင်ရင်18နဲ့ထီးလင်းမြို့နယ် drone တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်တပ်ဘက်က MI-35 နဲ့၄ချောင်းပစ်ကူနှစ်ချိန်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ ဗိုလ်ကြီးအောင်စိုးအပါအဝင်အလောင်းရှစ်လောင်းတိမ့်စီရရှိခဲ့ပြီးတော့ပြူစောတိတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့လက်နက်၃လက်နဲ့ဖုန်းတလုံးတို့ကိုတိမ့်စီရရှိခဲ့ပြီးအဲ့ဒီစစ်ကြောင်းဟာထီးလင်းမြို့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။တော်လိုင်းတပ်ဖွဲ့အများဘက်ကအမတ်နဲ့တိုက်ရင်တက်ခွဲတက်ဒုစုမူရဲဘော်နေလင်းအောင်ဟာ တိုင်းပြည်နဲ့လူမျိုးအတွက်မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အကြမ်းဆက်ကောင်စီတပ်သားများအထက်အရာရှိကိုတင်ပြတဲ့လျှို့ဝှက်အစီရင်ခံစာကိုတော်လိုင်းတပ်ဖွဲ့များကရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲဒီသမလာ9ရက်နေ့ညနေ4:30မိနစ်ခန့်မှာထီလင်းမျိုးတောင်ရဲစခန်းကရဲတပ်သားတို့ဟာနောက်ချံကင်းမုံများနဲ့ ထီလန်းမျိုးတောင်ဘက်ကပြည်သူတအုပ်နဲ့ချိတ်ဆက်ပြီးတော့ရိတ်ခါယူရန်ထွက်လာတဲ့အချိန်ဂန်ဂောခရိုင်အမှတ်2 40တိုက်ရင်းများနဲ့ဗျူဟာ၈၁တဲ့ရောဗျူဟာပူပေါင်းတပ်ဖွဲ့တို့ကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းထီလန်းမျိုးနဲ့ပြည်သူကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာ10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကရဲတပ်သားတအုပ်ပြင်းထန်တိုက်ရိုက်ရရှိကတော်လိုင်းတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့စုခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်အမ်းမြုံနယ်အခြေစိုက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA တပ်များရဲ့ဝိုင်းရံပိတ်ဆို့ခြင်းကိုခံထားရပြီးတော့ခုခံနေရတော့လဲစစ်သားအများစုဟာအလင်းဝင်လို့ပြီးတော့အသက်ရှင်ခွင့်ရရန်လိုလားနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလအတွင်းကစတင်ပြီးတော့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကိုဒဏ်ရာရတဲ့စစ်သားအများအပြားရောက်ရှိလာပြီးတော့စစ်ကောင်စီကဒဏ်ရာရတဲ့စစ်သားများကို ခေါ်ထုတ်သွားခြင်းမရှိပဲထပ်မံပြီးတော့သာရဟတ်ရင်နဲ့လူရင်အားအများအပြားလာရောက်ချပေးခဲ့တယ်လို့သိရပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းကိုစစ်ရဟတ်ရင်များနဲ့ရိတ်ခါများလက်နက်အင်အားများစွာချထားပြီးတော့လေတပ်မိသားစုဝင်များနဲ့ တရားရတဲ့စစ်သားများကိုတော့လာရောက်ခေါ်ဆောင်ခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ဒီဇမလဆန်းပိုင်းမှာနဘခအတွင်းကိုရောက်ရှိလာတဲ့တရားရစစ်သားအရေအတွက်ဟာယာနဲ့ချီရှိလာပြီးတော့စေဝါများကိုလည်းလုံလောက်စွာကုသပေးနိုင်ခြင်းမရှိတော့ဘူးလို့သိရပါဗျ။တရားရတဲ့စစ်သားများတပ်မိသားစုဝင်များနဲ့ပိတ်မိနေတဲ့စစ်သားများဟာအလင်းဝင်လို့ပြီးတော့လက်နက်ချလို့ရဲလို့အဝေးကမိသားစုများထံကိုတိုက်မင်လာကြတယ်လို့သိရပါဗျ။ဒါပေမဲ့နဘခအတွင်းမှာရှိတဲ့ဗိုလ်မှူးချုပ်နဲ့ဗိုလ်မှူးကြီးများကအလင်းဝင်လေအေအေကမင်းတို့ရဲ့ကလေးတွေပါမကြံ ်တပ်ဖြတ်ပစ်မယ်လို့ချိန်ချောက်ထားတယ်လို့သိရပါတယ်။ဒါကြောင့်အသေးခံပြီးတော့သာတိုက်ပွဲဝင်ရမယ်လို့အမိတ်ပေးချိန်ချောက်ထားကြောင်းသိရပါတယ်။ပင်မတက်ဌာနချုပ်ထဲမှာကဒဏ်ရာရတဲ့စစ်သားတွေအများကိုများပါတယ်။ဒီလူနာတွေကိုစစ်ရဟတ်ရင်နဲ့ပြန်ခေါ်တာမျိုးလည်းမရှိဘူး။အထဲမှာလဲစေဝါနဲ့ဆရာဝန်ကအလုံးလောက်မရှိဘူးတချို့ဆိုခြေပြက်လက်ပြက်တွေကစေးကုလို့မရတော့ပုတ်စော်တွေတောင်နန်းနေပြီလို့ပြောဆိုထားပါတယ်အထဲမှာခံတိုက်နေရတဲ့ကျမရဲ့ယောက်ျားနဲ့အပေါင်းအသင်းတွေကလည်းအလင်းဝင်ကျင်ကြတယ်လက်နက်ချကျင်ကြတယ် တန်ဖိုးကလက်နဲ့ချရင်လဲအေအေကမင်းတို့ကိုတတ်ပြန်ပါပဲအဲ့ဒီတော့အသေးခံပြီးချဆိုပြီးတော့အမိတ်ပေးတယ်ဒီသမားလာ၄ရက်နေအထိအထဲကအခြေအနေတွေကိုအဆက်အသွယ်ရတယ်အခုတော့အဆက်အသွယ်မရတော့ပြန်ဘူးလို့အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာတာဝန်ထမ်းဆောင်နေတဲ့တပ်ရေးဗိုလ်ကြီးရဲ့ဇနီးကနေပြည်တော်နဲ့ရန်ကုန်ကနေပြီးတော့လှမ်းပြီးတော့သတင်းပေးဖို့ပြောကြားထားပါတယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းမှာရှိတဲ့စစ်အရာရှိကြီးတချို့ဟာလည်းလက်အောက်ငယ်သားများဒဏ်ရာရတဲ့စစ်သည်များနဲ့တပ်မိသားစုဝင်တချို့အပေါ်စာနာပြီးတော့၎င်းတို့ကိုယ်တိုင်လည်း ဆက်လက်ပြီးတော့စစ်မတိုက်ချင်တော့ပဲလန်ဒန်ချအလင်းဝင်းကလိုလားတဲ့နေရာများကိုထွက်သွားလို့ကြတယ်လို့ပြောဆိုနေကြပါတယ်ဒါပေမဲ့နေပြည်တော်ကစစ်ဗိုလ်ချုပ်များနဲ့တိုင်းမှုဗိုလ်ချုပ်ကျော်စွာဦးကိုတစ္ဆာခံတဲ့ထိပ်ပိုင်းတပ်ဦးဆောင်သူများကြောင့်အခက်အခဲတွေ့နေရတယ်လို့သိရပါတယ်အခုကခတ်နေတာကတိုင်းမှုကလည်းစစ်တွေကနေလုံးဝနောက်မဆုတ်ရဘူးလို့အမိန်ပေးတယ်အထဲမှာဦးဆောင်နေတဲ့တပ်မှုဗိုလ်မှူးချုပ်ကလည်းအလင်းမဝင်ရဘူးဆိုတာမျိုးအမိန်ပေးတယ်အထဲမှာတိုက်ရင်မှုလို့ဒုတိယဗိုလ်မှူးကြီးတချို့ကလည်းအလင်းဝင်လက်နက်ချ လူရခရီးကိုသွားခွင့်ပေးရင်ကောင်းမယ်ဆိုတာမျိုးညှီးနေကြတယ်ဒါပေမဲ့ခတ်နေတာကထိပ်ပိုင်းကညင်းနေတာကအောက်ကဘာမှလုံးလို့မရဘူးလို့နောက်ပါခတက်ရေးဘူကြီးရဲ့ဇနီးကရှင်းပြထားပါဗျ။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတက်ချက်တအုပ်ရဲ့ဇနီးကတော့အခုလက်ရှိအမ်ဘတ်မှာပေးမတက်ဌာနချုပ်မှာရှိတဲ့တပ်သားတွေကအသက်ရှင်ခွင့်ပေးပြီးတော့ထွက်ပေါက်လမ်းလေးဖွင့်ပေးဖို့တန်ရာရတဲ့လူနာတွေကိုပဲတက်ထုတ်သွားပြီးတော့နောက်ဆုတ်ခွင့်ပေးဖို့လက်နက်ချမယ်အလင်းဝင်မယ်ပြီးရင်ထွက်ခွာခွင့်ပေးတာမျိုးကိုလိုလားနေကြတယ်။ အေကမိတာနဲ့တက်ပြစ်မှာဆိုပြီးတော့ပြောထားတော့အားလုံးကလန့်နေကြတယ်လန့်နဲ့ချမယ်ဆိုရင်အသက်ရှင်ခွင့်ပေးပြီးတော့ထွက်ပေါက်လန်လေးဖွင့်ပေးတာမျိုးကိုလိုချင်ကြပါတယ်စစ်တုံးပန်းအဖြစ်နဲ့တော့အဖမ်းမခံချင်ကြဘူးလို့ပြောဆိုထားပါတယ်အေအေရဲ့ဒီဇင်ဘာလ6ရက်နေ့သတင်းထုတ်ပြန်ကြမှာတော့ ရခိုင်ပြည်နယ်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တရှိရာအန်ဒေတာအတွင်းကစစ်ကောင်စီရဲ့ဗျူဟာဌာနချုပ်များကာကင်းစခန်းကြီးစခန်းငယ်တိုင်ရင်ဌာနချုပ်များတပ်ခွဲအသီးသီးအပါအဝင်အခြားသောနေရာတို့မှာတပ်ဆွဲစခန်းချခုခံစစ်ဆင်နွှဲနေကြတဲ့တပ်စခန်းနေရာပေါင်း30ကျော်ရှိတဲ့တဲကအန်နာပါခဌာနချုပ်တခုတည်းသာကြာရှိတော့တယ်လို့ထုတ်ပြန်ထားပါတယ်အမ်းမြို့ရဲ့နောက်ဆုံးလက်ကျန်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအပိတ္တသိမ့်ပိုက်ရရှိနိုင်ရေးအတွက်ဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ဖားပုံခရိုင်မှာပြီးခဲ့တဲ့နိုဗ ెంబ ာလအတွင်းကစစ်ကောင်စီရဲ့တပ်စခန်းနှစ်ခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံချေမုန်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့နိုဗ ెంబ ာလတလအတွင်းမှာ KNU ဖားပုံခရိုင်တမဟာ9နယ်ပြည်ထဲမှာ KNLA တော်လှန်ရေးပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲပေါင်း43ကြိမ်ဖြစ်ပွားခဲ့ရာက စစ်ကောင်စီဘက်က88ဦးတေဆုံးခဲ့ပြီး73ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNU ဖော်ပြခရိုင်ကသတင်းထုတ်ပြန်ထားပါရယ်တေဆုံးသွားတဲ့စစ်ကောင်စီတပ်သားတွေထဲမှာတပ်ရင်းမှုတအူဒုတပ်ရင်းမှုတအူပါဝင်ပြီးတော့စစ်ကောင်စီတပ်ရဲ့စခန်းတွေဖြစ်တဲ့မထောစခန်းနဲ့ကူးစိတ်စခန်းတို့ကို KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါရယ်မထောစခန်းသိမ်းတိုက်ပွဲအတွင်းမှာထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်သားများကို KNL တော်လိုင်းပူပေါင်းတပ်ဖွဲ့ကလိုက်လံချိန်မုံတိုက်ခတ်ခဲ့ရမှာနှစ်ဖက်ထိပ်တွေ့တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီတပ်ဘက်ကတယောက်ပြီးတယောက်တိုက်ဆုံသွားကာအင်အားတွေနှဲပါလာနေတယ်လို့ KNU တပ်မဟာ9ရဲ့ပြောခွင့်ရဘုံမူကြီးစောကလေတို့ကပြောဆိုထားပါတယ် KNU ဖားပွန်ခရိုင်တပ်မဟာ9နယ်မြေထဲမှာစစ်ကောင်စီတပ်ရဲ့ဖားပွန်ဖြူဟာစခန်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့ကဆက်လက်ပြီးတော့ဝန်းရံပိတ်ဆို့ထားပြီးတော့ တောင်သုံးလုံးစခန်းနဲ့ကတိုင်တိဒေသဘက်ကိုကမာမောင်းဖြူဟာကနေတဆင့်စစ်ကောင်စီတပ်ကစစ်ကူပေးနိုင်ဖို့အတွက်စူးစမ်းလှုပ်ဆောင်နေရာပူပေါင်းတပ်ဖွဲ့ရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဖားပုံခရိုင်ထဲမှာတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်းမှာစစ်ကောင်စီတပ်ကလေးချောင်းကိုအဓိကအသုံးပြုပြီးတော့ပြစ်ကူပေးခဲ့သလိုစားနေရိတ်ခါကိုလည်းလေးချောင်းကနေပို့ဆောင်ပေးခဲ့ရကပြည်သူလူထုနေထိုင်ရာကျေးရွာတွေထဲမှာစစ်ကောင်စီတပ်ကလေးချောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အယက်သားတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU မူထော်ခရိုင်ကထုတ်ပြန်ထားပါတယ်။ဖားပုံခရိုင်ကတိုင်တိဒေသအတွင်းမှာဖြစ်ပွားနေတဲ့နှစ်ဖက်စီရင်အခြေအနေတွေကြောင့်ဒီဇင်ဘာလအစောပိုင်းကကတိုင်တိဘောဂျိုလဲစတဲ့ကြီးရွာတွေကဒေသခံပြည်သူတွေဟာကတိုင်တိအောက်ဘက်ကမာမောင်းမြို့နယ်အခြားဒေသတွေစီကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ကမာမောင်းဒေသခံတွေရဲ့ပြောဆိုချက်အရသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ဇဝဲကျေးရွာနဲ့တကူကျေးရွာအုပ်စုအတွင်းကကျေးရွာချင်းဆက်လမ်းပိုင်း၄ခုကိုစစ်ကောင်စီတပ်ကဗဟိုးနဲ့ထိုးပြီးတော့လာရောက်ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့ကစပြီးတော့တနင်္သာရီအခြေစိုက်ကံယူရန်တိုင်ဆက်ဌာနချုပ်ရဲ့အမိန့်အရဆိုပြီးတော့စစ်ကောင်စီတပ်ကဇဝဲဖာနီလမ်းပိုင်းမှာရှိတဲ့ကွန်ကရစ်ဒဒါနဆင်းဇဝဲဘန်လမုတ်နဲ့ရန်ဖူးကျေးရွာတို့ကကျေးရွာချင်းဆက်လမ်းပိုင်းတွေကိုလာရောက်ဖျက်ဆီးသွားတယ်လို့သိရပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရဖျက်ဆီးခံလိုက်ရတဲ့လမ်းပိုင်းတွေဟာ အကျင်နဲ့အနက်ရှစ်ပေကျော်တူးဖြတ်ခံလိုက်ရတဲ့အတွက်ကားဆိုင်ကယ်ကအစသွားလာလို့မရတော့ဘူးလို့သိရပါတယ်။လမ်းပိုင်းဖြတ်စီးသွားတဲ့စစ်ကောင်စီတပ်ဟာလမ်းရဲ့အနီးပတ်ဝန်းကျင်မှာလဲမိုင်းတွေထောင်ထားတယ်လို့ကင်းမုံဝစ်တာတွေလည်းရှိနေတယ်လို့ဘိတ်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ခံကပြောပြထားပါတယ်။စစ်ကောင်စီဘက်ကအခုလိုမျိုးလမ်းပိုင်းတွေကိုဖြတ်စီးနေတာဟာဒေသခံပြည်သူတွေနဲ့တော်လိုင်းရေးအဖွဲ့တွေအတွားစားနပ်ရိက္ခာပြတ်တက်အောင်ဖြတ်လေးဖြတ်လုပ်နေတာဖြစ်တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကဖြတ်စီးလိုက်တဲ့လမ်းပိုင်းတွေဟာဘိတ်မြို့ကနေပြီးတော့ကျေးရွာပေါင်း20လောက်ကိုရိက္ခာတွေဝယ်ယူ ရောင်းချတည်ဆောင်နိုင်တဲ့လမ်းပိုင်းတွေဖြစ်တယ်လို့ဒေသခံတွေကသိရပါဗျ။လမ်းပိုင်းဖြန့်ဆီးခံလိုက်ရတဲ့အတွားတကူအင်းရှေကိုတရပွင်ပိန်တော်ရေပြူပေါတော်စတဲ့ကြေးရွာပေါင်း20နီးပါးကဒေသထွက်ကုန်တွေဖြစ်တဲ့ခဲရာဘာကွန်ဒီယာတီတီးနံတွေတင်ဖို့ရောင်းချဖို့လဲအခက်အခဲကြုံနေရတယ်လို့သိရပါဗျ။ လမ်းပိုင်းဖြတ်စည်းခံရပြီးတော့ရပ်ပိုင်းအတွင်းမှာပဲဒေတာတွဲမှာဆန်အပါဝင်အခြေခံစားတောက်ကုန်တွေကအစဈေးနှုန်းတွေမြင့်တက်လာပြီးတော့ဝယ်ယူလို့မရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတယ်လို့ပြောဆိုထားပါတယ်။တနင်္သာရီမြို့နယ်ဘိတ်တနင်္သာရီပြည်တော်စုလမ်းပိုင်းမှာပြီးခဲ့တဲ့လပိုင်းကစပြီးတော့နှစ်ဖက်စစ်ရေးတွေတင်းမာနေပြီးလက်ရှိမှာတော့စစ်ကောင်စီဘက်ကဖြတ်လေးဖြတ်ဖြတ်တောက်မှုတွေကိုလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းညောင်တုံးမြို့နယ်ဇီးပြူကျွန်းကျေးရွာအုပ်စုမှာအုပ်ချုပ်ရေးမှုကစစ်မှုထမ်းအတွက်အစားထိုးလူ9ရန်ဆိုပြီးတော့လာစင်လာတိုင်းပတ်စံတွေကောက်နေတော်လဲစစ်တင်တဲ့အတွက်လူလူတွေဆိုပြီးတော့အဲ့ဒီလူငယ်တွေကိုပဲ စစ်မှုထမ်းရန်ခေါ်ဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလအစပိုင်းမှာစစ်မှုထမ်းတင်တန်းအပတ်စဉ်9နဲ့10အတွက်လူလိုတယ်ဆိုပြီးတော့လူ9ရန်ရန်နဲ့ထောက်ပံ့ကြီးတွေလာစဉ်ထဲဝင်နေတဲ့ကြေးရွာအုပ်စုအတွင်းမှာရှိတဲ့လူငယ်၄ဦးကိုလာရောက်ခေါ်ဆောင်သွားတဲ့အတွက်ဒေသခံများကစိုးရိမ်နေကြတယ်လို့ပြောကြားထားပါတယ်။သူတို့ပဲစစ်မှုမထမ်းခြင်းရင်တလကို6000ပေးရမယ်ဆိုလို့လာစဉ်လာတိုင်းပေးတယ်။ပြီးတော့လူလိုတယ်ဆိုပြီးတော့အတင်းခေါ်ခံလိုက်ရတယ်။အုပ်ချုပ်ရေးမှုတွေကထင်းတိုင်းကိုလုံနေကြတာပဲ။ ပတ်စံပေးပေးမပေးပေးစစ်မှုထမ်းခေါ်ခံနေရတယ်လို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်။ဇီးမြူကျော်ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးဦးနိုင်ဝင်းကငောင်တုံးမြို့နယ်အတွက်စစ်မှုထမ်းတင်တန်းပေးဖို့ရန်လူရည်မပြည့်မီတဲ့အတွက်ကြောင့်အခုလိုမျိုးကျေးရွာတွေကလူငယ်များကိုခေါ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒနုပြည်မြို့အခြေစိုက်ခမရ108တပ်ရင်းတွေကိုတွားရောက်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ ARD တိုင်းအတွင်းမှာရှိတဲ့မြို့နယ်များမှာရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများကစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကိုအသုံးချပြီးတော့စိတ်ထင်ရင်ထင်တယ်လို့ငွေကြေးတောင်းခံခြင်းမဲပေါက်တယ်ဆိုပြီးတော့တင်တန်းကိုဆေးလွှတ်ခြင်းများကိုလှုပ်ဆောင်နေကြတယ်လို့ဒ ေသခံများကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ